အရှိတောင်အာရှအခြေဆိုင်ငွေလိမ်ကိုင်းတွေက အမေရိကန်နိုင်ငံသားထောင်ထဲချီစီကနေ20ဒေါ်လာတန်ပေါင်းထောင်ထဲချီလိမ်လည်နေတာကိုကာကွယ်ဖို့ဆိုပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တိုက်ခိုက်ရေးအထူးအဖွဲ့ Second Center Strike Force ကိုအမေရိကန်ကဖွဲ့စည်းလိုက်ပြီပဲဖြစ်ပါတယ်။နိုဝင်ဘာ12ရက်ကခွဲလိုက်တဲ့ဒီအထူးတပ်ဖွဲ့ကအရှိတောင်အာရှမှာရှိတဲ့အစိုးရဆုံးငွေလိမ်ကိုင်းနေမျိုးတွေကိုစုံစမ်းထောက်လန်းသွားမယ်လို့ပြောဆိုလာပါတယ်။မြန်မာလာအိုနဲ့ ကမ်ဘောဒီးယားကတရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ကွယ်ကခေါင်းဆောင်တွေကိုအ धिक ဥတီဖော်ထုတ်သွားမယ်လို့အမေရိကန်ရှေ့နေချုပ်ရုံးရဲ့အထူးအဖွဲ့နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီအဖွဲ့ကိုအမေရိကန်ရှေ့နေချုပ်ရုံးတရားရေးဌာနရဲ့ရာဇဝတ်ဌာနကွယ် FBI နဲ့ US Secret Service တို့ပါဝင်ဖွဲ့စည်းထားပြီးအစိုးရရဲ့ရန်တရားအားလုံးနဲ့ချိတ်ဆက်လုံဆောင်သွားမယ်လို့လည်းဆိုပါတယ်။နိုဝင်ဘာလ12ရက်မှာအထူးအဖွဲ့ချုပ်ကိုထုတ်ပြန်လာပေမဲ့ ဒီအဖွဲ့ဟာမြန်မာကအွန်လိုင်းဝယ်လိန်ဂိုင်းတစ်ခုကိုစုံစမ်းထောက်လန်းတာတွေလုပ်နေခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါဗျ။အမေရိကန်ရဲ့ငွေလိန်စင်တာတိုက်ဖျက်ရေးအထူးအဖွဲ့ဟာ KK ပတ်နဲ့နည်းမြေဆက်နေတဲ့ထိုင်းချမ်းဝင်နဲ့နောက်ထပ်ငွေလိန်စင်တာတစ်ခုတော့ကိုအွန်လိုင်းကနေစစ်ဆင်ရေးလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ရှင်းနေကြုံရုံရဲ့နိုဝင်ဘာ12ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။တိုင်းချမ်းဝင်ဟာကင်းပြည်နယ်မြောက်ဝတီမြို့တောင်ဘက်ပိုင်း ဒီ KBA ထိန်းချုပ်စည်းဝါးရေးနယ်မြေထဲမှာရှိပါတယ်။အမေရိကန်နိုင်ငံသားတွေကိုလိမ်လည်ခဲ့တဲ့အဲ့ဒီဝန်ထဲက internet website စာမျက်နှာတွေကို အထူးအဖက်ကပိတ်ချပစ်ခဲ့ပါတယ်။နောက်ထပ်ငွေလိမ်စင်တာတစ်ခုရဲ့လိမ်လည်မှုနဲ့ငွေကြေးခွာချမှုအတွက် internet ချိတ်ဆက်ပေးနေတဲ့ဂျိုရု internet line တွေကိုလည်းပိတ်ချနိုင်ဖို့ဝရမ်းဆောင်ဆိုင်နေတာလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့အမေရိကန်ဟာ KK ဘက်အပါအဝင်မြန်မာကငွေလိမ်ကိန်းတွေကိုတိုက်ဖြတ်ဖို့အတွက်အမေရိကန်ထောက်လိုင်းရေးဘယူရို FBI ကထောက်လိုင်းအေဂျင့်တွေကို ထိုင်းနိုင်ငံအထိဆေးလွတ်ခဲ့ပြီလဲဖြစ်ပါတယ်။ဒီအေဂျင့်တွေက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့စစ်ဘက်ဆိုင်ရာအထူးအဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်မယ်လို့လည်းအမေရိကန်ရှေ့နေချုပ်ရုံးကဆိုပါတယ်။ဒါ့အပြင်စိုင်းပါငွေလိမ်လုပ်ငန်းတွေမှာပါဝင် ပတ်သက်မှုနဲ့ဒီမိုကရေစီအကျိုးပြုကင်းတံမတော် DKBA နဲ့ခေါင်းဆောင်ပိုင်းတွေကိုအမေရိကန်ကနိုဝင်ဘာ၁၂ရက်မှာပိတ်ဆို့အရေးယူလိုက်ပါတယ်။အထူးအဖွဲ့ရဲ့စုံစမ်းထောက်လှမ်းချက်တွေကိုအခြေခံပြီးအစိုးရဌာနချင်းပူးပေါင်းဆောင်ရွက်မှုအနေနဲ့ န်နာရေးဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးကထုတ်ပြန်လာတာဖြစ်ပါတယ်။အဲ့ဒီရုံးရဲ့ထုတ်ပြန်ချက်အရငွေလိမ်လုပ်ငန်းတွေမှာ DKB အပြင်တခြားလက်နက်ကိုင်ဖွဲ့တွေနဲ့ပါအလုပ်တွဲလုပ်နေတဲ့ Thai Trans Asia International Holding Group Thailand Company Limited, Thrust Star Company Limited နဲ့ထိုင်းနိုင်ငံသားဖြစ်တဲ့ချောင်းမိုးစုံကိုပါတန်ခတ်အရေးယူပိတ်ဆို့ခဲ့တာပါ။မြန်မာမှာလည်းပတ်နေတဲ့ရာသွေးကိုင်းတွေဟာအွန်လိုင်းငွေလိမ်လည်မှုကတဆင့်အမေရိကန်တွေရဲ့ချွေးနှဲဆောင်တွေကိုခိုးယူနေတယ်လို့ အကြမ်းဖက်မှုနဲ့ငွေကြေးဆိုင်ရာထောက်လိုင်းရေးဗန်နာရေးဝန်ကြီးဌာနလက်ထောက်အတွင်မှုဂျွန်ကေဟာလီကဆိုပါတယ်ဒီကွန်ရက်တွေကပဲလူတွေကုန်ကူးနေကြသလိုမြန်မာကရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုလည်းမိတိုက်ပေးနေတယ်ဒီရာဇဝတ်သားတွေကိုတတ်နိုင်တဲ့နီလန်းမှန်သမျှနဲ့နှိမ်နှင်းသွားမယ်လို့နိုဝင်ဘာလ၂ရက်နေ့ဗန်နာရေးဝန်ကြီးဌာနရဲ့ဒဏ်ခတ်ပိတ်ဆို့မှုထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့တဲ့စီးရင်နဲ့မှာ DKB ရဲ့ထိပ်ပန်းခေါင်းဆောင်တွေဖြစ်တဲ့ Sosty, Sosainwin, စောစန်းအောင်နဲ့ဆိုင်းကျော်လာတို့ကိုတန်းခတ်ပိတ်ဆို့အေးအေးယူခဲ့တာပဲဖြစ်ပါတယ်။ဒီလိုအေးအေးယူခံရတဲ့စီးနှင်းမှာပါလာတာနဲ့ပတ်သက်လို့ DKBA ခေါင်းဆောင်ဗိုလ်မှူးချုပ်စောစိန်ဝင်းကထုတ်ဖော်တဲ့အခါမှာတိတိကျကျတကယ်လုံဆောင်တဲ့သူတွေကိုပဲအေးအေးယူနိုင်ဖို့မျှော်လင့်ပါတယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးဝလုံးရှင်တဲ့ရန်တဲ့အခင်းချင်းမျိုးမဆိုင်တဲ့သူပါထိခိုက်နေတဲ့အခင်းချင်းမျိုးမဖြစ်စေချင်ဘူးလို့ပြောဆိုထားပါတယ်။အမေရိကန်ပိတ်ဆို့အေးအေးယူခံရသူတွေထဲမှာတချို့ကစိုက်ဘာလိန်လည်းမှုနဲ့ဆက်ဆက်တယ်ဆိုပေမဲ့တချို့ကဆက်ဆက်ခြင်းမရှိဘူးလို့လည်း ဒီကေဘီဒုတိယဘုံကြီးစောတာဘလဲကလည်းပြောဆိုထားပြီးဘယ်သူကဆက်ဆက်တယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းပြောဆိုထားတာမရှိပါဘူးအမေရိကန်နိုင်ငံသားတွေကိုဥတီလိမ့်လေလို့အထူးဖက်က website တွေပိတ်ချခဲ့တဲ့တိုက်ချန်ဝင်ကတော့ဒီကေဘီဘုံမှုချုပ်သူဖြစ်တဲ့ဆိုင်းကျော်လာနဲ့မဲဆော့အခြေဆိုင် Trans Asia Company တို့ကပူးရဲတည်ထောင်ထားတာဖြစ်တယ်လို့အမေရိကန်ဘက်ကပြောဆိုထားပါတယ် Trans Asia ဟာဒီအခြေဆိုင်နိုင်ငံဖြတ်ကျော်ငွေလိမ်လုပ်ငန်းတွေရဲ့ရောင်ပြထိုင်းကုမ္ပဏီဖြစ်တယ်လို့လည်းဆိုပါတယ်အထူးဖက်ဟာမြန်မာနိုင်ငံအပြင် အီရိုနီးရှားနိုင်ငံဘာလီကျောင်းကငွေလိမ်ဂိုင်းတွေကိုလည်းစုံစမ်းထောက်လန်းခဲ့တယ်လို့သိရပါဗျ။ဒီလုပ်ငန်းတွေမှာအမေရိကန်နိုင်ငံသား150လောက်ကိုပြစ်မှတ်ထားလိမ့်လေပို့ကမ်ဘောဒီးယားကနေညှော်ကြားလောက်ကင်ခိုင်းတဲ့သူတွေရဲ့အချက်လက်တွေကိုပါအမေရိကန်ကရရှိခဲ့တာပါ။အထူးဘက်ကပေးရလိုက်တဲ့အချက်လက်တွေနဲ့အင်ဒိုနီးရှားရဲ့တပ်ဖွဲ့ကငွေလိမ်ဂိုင်းမှာလောက်ကင်နေတဲ့အင်ဒိုနီးရှားနိုင်ငံသား38ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့အမေရိကန်ရှေ့နေချုပ်ယုံကဆိုပါတယ်။ငွေရင်းစင်တာတိုက်ဖြည့်ရေးထုတ်ဖက်က crypto ငွေကြေးအမေရိကန်ဒေါ်လာတန်းလျာကျော်ကို ငွေလိန်ခန်းတွေကနေဖမ်းဆီးရမိပြီးအစိုးရပိုင်ဖြစ်သိမ်းဆီးကနောက်ထပ်တန်း80ကိုလည်းအစိုးရပိုင်ဖြစ်ကြီးညာနိုင်အောင်လှုပ်ဆောင်နေတယ်လို့ရှေ့နေကြုံရုံကထုတ်ပြန်ပါတယ်။အထူးဖွဲ့ရဲ့ crypto ငွေကြေးဖမ်းဆီးရေးဖွဲ့ကလိန်လက်ခံရတဲ့ငွေတွေပြန်လဲရရှိဖို့နဲ့ဒီငွေတွေကိုလိန်လက်ခံသူအမေရိကန်နိုင်ငံသားတွေစီကိုပြန်လဲပေးအပ်ဖို့အဓိကဦးစားပေးလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ2025ခုနှစ်အတွင်း ။လူပေါင်း3000လောက်ဟာခရစ်ပတိုငွေကြေးရင်းနှီးမြှုပ်နှံမှုလိမ်လည်တဲ့လုပ်ငန်းတွေရဲ့ငွေလိမ်နာခံခဲ့ရပြီးနှစ်စဉ်ဒေါ်လာ10ဘီလီယံနီးပါးဆုံးရှုံးနေတယ်လို့အမေရိကန်အစိုးရကခန့်မှန်းထားပါတယ်။အမေရိကန်ကနိုင်ငံရေးအတုံးချလာနိုင်တယ်။ဥပမာကြားဖြတ်နောက်ွယ်မှာတရုတ်ကောင်းဆောင်တွေတရုတ်ကွန်မြူနတီပါတီကပါဝင်ပတ်သက်နေတယ်ဆိုတာမျိုးအချို့ကပြောနေကြတယ်လို့ အမေရိကန်ရဲ့ကြားဖြန့်ကိစ္စမှာပါဝင်လာတဲ့ခြေလှမ်းတွေအပေါ်မှာ ISP မြန်မာရဲ့ညွှန်ကြားရေးမှူးဦးအောင်သူငင်းကတုံ့တက်ထားတာပဲဖြစ်ပါတယ်။မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေကိုသုတေသနပြုတဲ့အဖွဲ့လည်းဖြစ်ပါတယ်။အခုအစ်စ်ဖွဲ့လိုက်တဲ့အထူးအဖွဲ့ကလည်းမြန်မာနာဝင်တဲ့ကမ်ဘောဒီးယားကတရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုအဓိကဥတီဖော်ထုတ်သွားမယ်လို့ဆိုထားတာပါ 2024ခုနှစ်မှာအမေရိကန်နိုင်ငံသားတွေစိုက်ပါလိမ်လည်ခံရမှုဟာရှင်းနှစ်ကထက်66ရာခိုင်နှုန်းဒိုးလာတာကြောင့်ဒီနှစ်ထမ်းမှာကြားဖြတ်ကိစ္စကိုအာရုံစိုက်လာခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်ဗန်ဒါရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာနက2025ခုနှစ်အတွင်းမှာကြားဖြတ်တဲ့ဆက်စပ်တဲ့ကရင်နယ်ခြားတဲ့ BGF ကနေနာမည်ပြောင်းထားတဲ့ KNA နဲ့ခေါင်းဆောင်ပိုင်းတွေကိုလည်းအရေးယူခဲ့ပါတယ်။ KNA ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးစောတင်ဝင်းဗိုလ်မှူးကြီးစောမင်းမင်းဦး ဘုံမူကြီးစောချစ်သူရဲ့သားနှုတ်တို့ကိုဒဏ်ခတ်ပိတ်ဆို့တဲ့စီရင်နဲ့ထည့်ထားခဲ့တာပါ။ဒါ့အပြင်ထိုင်းမြန်မာနယ်စပ်ကကြားဖြန့်ခိုင်းတွေတုံးနေတဲ့ Starlink Internet တွေဖျက်ချဖို့ရည်ရွယ်ပြီး SpaceX ကုမ္ပဏီကနေ Starlink အလုံးပေါင်း2500ကိုပိတ်ချခဲ့ပါတယ်။ဒဏ်ခတ်ပိတ်ဆို့တာကနေအထူးအဖွဲ့ဖွဲ့စည်းတဲ့အထိရွှေ့လာတဲ့အမေရိကန်ရဲ့ခြေလှမ်းကိုတရုတ်ကဘလို့တုံ့ပြန်နိုင်မယ်ဆိုတာကိုတော့ဦးအောင်သူငယ်ကပြောဖို့စောပါသေးတယ်။တရင်ဖလဲဖို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့လား။ဒေတာရင်းကိုယ်တိုင်ကိုကြလာထိုင်ဖို့လား။ ငွေကြေးစောင့်ကြည့်ပိတ်ဆို့ဖို့လားမပြောနိုင်သေးဘူးလို့တုံ့တက်ပြောဆိုထားပါတယ်။တရုတ်အနေနဲ့ဂျားဖြန်နေနေရေးမှာအမေရိကန်ရဲ့ပူးပေါင်းလှုပ်ဆောင်လိုက်မှာမဟုတ်ဘူးလို့လည်းမြန်မာအရေးလေးလာတဲ့သူတီတီတူကသူ့ရဲ့အမြင်ကိုပြောပါတယ်။မြန်မာစစ်တပ်ဘက်ကတော့အမေရိကန်အာရုံစိုက်နေတဲ့ KK ဘက်ကိုဝင်ရောက်စီးနင်းတာအစာအုပ်တွေကိုမိုင်းခွဲဖျက်ဆီးတာတွေဒီလာပိုင်းထဲမှာလှုပ်ဆောင်နေတာပါ။ဒါနဲ့ပတ်သက်လို့မြန်မာစစ်တပ်ကတော့အခု KK ဘက်ကိုဖြိုချနေတာတွေကို online စကန်တိုက်ဖြတ်ရေးလို့တော့ပြနေတာပဲ။ သူအလေးထားတဲ့ပေါ်ဆိုပြီး ISP ညွှန်ကြားရေးမှူးဦးအောင်သူငင်းကဆိုပါတယ်။နိုင်ငံမှာဒီရုံးနဲ့စင်ကာပူတို့လိုခိုင်မာတဲ့စိုက်ဘာလိမ်လည်မှုဥပဒေရှိဖို့လိုအပ်တယ်လို့လည်းသူကသုံးသပ်ထားပါတယ်။အမေရိကန်ဘက်ကထုတ်ပြန်ချက်အရလက်ရှိဖွဲ့စည်းလိုက်တဲ့အထူးအဖွဲ့ဟာအမေရိကန်ကိုဥတီလိမ်လည်တဲ့အရှိတောင်အာရှချေဆိုင်ဒီရုံးနိုင်ငံဖြတ်ကျော်ရာသွေးအဖွဲ့အစည်းတွေကို တိုက်ဖြတ်သွားဖို့ရည်ရွယ်တယ်လို့ဆိုထားပါတယ်။နိုင်ငံရဲ့တရားစွဲဆိုရေးအဖွဲ့တစ်ခုအနေနဲ့ဂျမယုံဟာ နိုင်ငံသားတရားခံတွေတရားစွပ်စို့ဖို့နဲ့နိုင်ငံသားပိုင်ဆိုင်မှုတွေကိုသိယူဖို့အခွင့်အာဏာရှိတယ်လို့အထူးတပ်ဖွဲ့တွေမှာပါဝင်ဆောင်ရွက်မယ်။အင်ဗီရောရုံးဆိုင်ရာဝါရှင်တန် DC ရဲ့အစိုးရရှိနေဖြစ်တဲ့ Jennifer Forrest Pirarica ပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။